ဘာသာဝါလာရှိညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလ10ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဦးတင်ပုဂ္ဂိုလ်တော် Corpsite ကဖော်ပြထားတဲ့ Warden Site Emery လို့ခေါ်တဲ့ PSG အသင်းရဲ့ကွင်းလေကျဲပွင့်ကစားသမားနဲ့ပဲစလိုက်အောင်တခုချူပြောချင်တာကဒီသတင်းက rumor လည်းဖြစ်နိုင်တယ်90ရာခိုင်နှုန်းတိကျလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီသတင်းမြဖြားခံလာပြီးကျွန်တော်ကူးယူဖော်ပြတဲ့သတင်းဌာနက Corpsite Corpsite ဆိုတာကတော်တော်လေးကိုတချို့သတင်းတွေယုံကြည်ရပြီးတော့တချို့သတင်းတွေကြောင့်လည်းအမှားများတာတွေ့ရတယ်။ဒါပေမဲ့ပုံမှန်မနက်ခင်းသတင်းနားထောင်ကြည့်တဲ့ကျွန်တော်ညီကူအတွက်ဆိုရင်တော့ ပေါ်ပါတဲ့ဒီတပုတ်ဖြစ်ပဲနားထောင်ပြီပါဖြစ်လာနိုင်ကြီးနေတဲ့အပြောင်းရွှေ့ဆိုပေမဲ့လည်းနောက်ဆုံးရအခြေအနေကိုသိဖို့အတွက်ဒါလေးကိုဥတည်ပြီးဖော်ပြပေးတာပါအာဆင်နယ်အသင်းနဲ့မန်ချက်စတာစီးတီးတို့ကလက်ရှိအချိန်မှာ PSG အသင်းရဲ့ကွင်းလည်ကျပွင့်ကစားမှာအသက်16နှစ်ပဲရှိသေးတဲ့ပြင်သစ်သားဝါရန်ဆိုင်အမေရီကိုတော်တော်လေးသဘောကျနေတယ်ဒီကစားမနဲ့ပတ်သက်ပြီး PSG ကရောင်းဖို့စံနာမရှိမဲအနည်းဆုံး Euro 80လောက်အသုံးပြုရနိုင်ချေရှိရဆိုပြီးတော့ခေါ်ဆိုင်ကဖော်ပြထားတယ်တတိယဒါပဲ ဲ့တော့ဒီကစားမောင်းကိုစိတ်ဝင်စားတယ်အတစ်ဖြစ်ဆုံးအသင်းနှစ်သင်းကအာဆင်နယ်နဲ့မန်ချက်စတာစီးတီး PSG ရောင်းမြောင်းမသိရင်မဲ့အနည်းဆုံးတန်း80အထက်လောက်အသုံးပြုရနိုင်ချေရှိဆိုပြီးသူတို့ကဖော်ပြသွားတယ်အဲ့တော့အာဆင်နယ်ဘက်ကကြောင့်တွေးကြည့်အောင်အာဆင်နယ်နေနဲ့ဒီလိုမျိုးအသက်16နှစ်ရွယ်ကစားမတူကိုအဲ့လောက်ပမာဏပေးပြီးဝယ်ပါမလားတစ်ဖက်မှာစဉ်းစားကြည့်မယ်ဆိုအာဆင်နယ်မှာ EVG အစည်းအီတန်ဝန်ဒီလိုကစားသမားတွေရှိတယ်နောက်ပြီးတော့ရှေ့က first line နဲ့ထဲမှာဆိုလဲဇူရီမန်ဒီ Declan Wright, Mario Odigel လို့ကစားသမားမျိုးကြီးရှိတယ်။လိုအပ်ရင်နောက်ထပ် Academy ကစားသမားကြီးထပ်ပြီးသုံးလို့ရလို့တချို့အငှားချရတဲ့ကစားသမားကြီးလည်းဒီနေ့မှပြင်ပြီးဖြည့်ဆုပ်လို့ရတာရှိတယ်။ပြီးတော့ Arsenal တင်းရဲ့ကစားသမားတွေကအယောင်ကို Versailles ဖြစ်တာဖြစ်တဲ့အတွက်တနည်းအောင်တယောက်ကို200 300ဆော့နိုင်တဲ့အနေထားရှိရဖြစ်တဲ့အတွက်ဒီလိုကစားသမားလေးတော်တော်ယူရိုတန်း80လောက်အာဆင်နယ်တို့သုံးမဲ့မထင်ဘူး။ဒါကျွန်တော်တူးတဲ့အမြင်ပေါ့လေ။ကစားသမားတော့ quality ရှိတယ်။မှတ်မိအောင်မထင်ပါနဲ့။အာဆင်နယ်နဲ့ PSG အသင်းရင်ဆိုင်တွေ့တဲ့ပွဲစဉ်တွေမှာအဲ့ဒီကစားသမားအာဆင်နယ်တင်းရဲ့ကွင်းလေကို shutdown လုပ်တဲ့အပိုင်းမှာတော်တော်လေးကောင်းတဲ့ကစားသမားကြီးရတူး။ အာဆီနယ်တင်းကစားမ2ယောက်3ယောက်သူ့ဝိုင်းပရက်ရှာပေးတဲ့အချိန်မှာသူ့ရဲ့တင်းမိတ်စီကိုကောင်းမွန်တိတ်တက်လုံးတဲ့ပတ်တီကိုပြန်ပြီးခင်းပေးနိုင်တယ်ဒရစ်ပလင်းရဲလုတ်တဲ့ကစားမမဟုတ်ဘူးဆိုရင်လည်းကွင်းလေဖတ်နိုင်ရင်အာတော်တော်လေးမြင့်ပါတယ်အသက်16နှစ်ပဲဆိုရင်ပဲပိုတရှယ်တော်တော်လေးမြင့်တယ်အဲဒါကြောင့်အာဆင်နီတင်းကဒီကစားမကိုကြိုက်တယ်ဆိုတာကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒီတဲ့င်းကဘလောက်ထိခိုင်မာမှုရှိမလဲဆိုတော့တော့တစ်ချက်တော့စောင့်ကြည့်ရမယ်အခုကလည်းဈေးကွက်ပိတ်သွားတဲ့အချိန် အဲ့လိုအခြေအနေမှာဈေးကွက်ပြန်ဖွင့်မဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒါမျိုးသတင်းတွေကတော့ခက်လက်လိုက်ထွက်အောင်ပါပဲဒါပေမဲ့တန်ကြီးလဲမြင့်နဲ့ကိုအသေးမှလည်းဒီညမှာအင့်သုံးနိုင်တဲ့ကစားသမားတွေရှိတယ်ဒီကစားသမားကလည်းတစ်ဖက်အတင်းကရောင်းကျင်လားမရောင်းကျင်လား not for sale ဆိုလို့မရေရတဲ့ဒီထားမှာရှိတာဖြစ်တဲ့အတွက်အာဆီနိုရောက်လာနိုင်ချေအရန်နေတယ်စာချုပ်ကလည်း2029ခုနှစ်တည်းရှိတယ်ဒီညမှာ PSG အသင်းအတွက်အသက်16နှစ်ဆိုပေမဲ့ဆရာသမား139ပွဲစီညာလေးပဲမှာကစားပြီးသွားပြီအဲ့ဒီမှာ16အတွင်းကိုလုံးဖိုင်တာတယ်ကိုင်းလေကစားသမားတူဦးနေနေဆိုရင်တော့ကောင်းမွန်တဲ့ သွင်းကိုဖန်တီးမှုပဲဂိမ်းမီနစ်ပေါင်း1268မိနစ်ကစားပြီးသွားပြီဒါ16နှစ်ရဲ့ကစားမတူနော်ဒီရာသီမှာပြိုင်ပွဲဆုံး6ပွဲမှာ6ပွဲပွတ်ထွက်ထားတယ်မနစ်ကတော့ပြိုင်ပွဲဆုံး55ပွဲမှာ33ပွဲပွတ်ထွက်ထားပြီးတော့သုံးကိုသွင်းနှလုံးဖိုင်ထားတယ်ကြိုက်မယ်ဆိုလဲကြိုက်ချင်စရာကောင်းလို့တဲ့ပိုလီရှေအရန်မြင့်နဲ့ပြည်သက်သားတူသို့တော့ပြောင်းရွှေ့ကြီးတားမြင့်တဲ့အခါမှာတော့ကိုစီမှလည်းကစားသမားကောင်းတွေရှိရဆိုရင်တော့အာဆင်နယ်တို့ခုံနိုင်ကြရန်နေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ အာဆင်နယ်တို့ရဲ့စပွန်ဆာနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါအာဆင်နယ်တင်းရဲ့လက်မောင်းစပွန်ဆာဖြစ်တဲ့ Visit Rwanda က လာမယ့်ရာသီဆိုလို့ရှိရင်စာချုပ်သက်တမ်းကုန်ပြီအဲ့အတွက်အာဆီနယ်တင်းတာဝန်ရှိသူတွေနဲ့ဒီလက်မောင်းစပွန်ဆာကုမ္ပဏီတို့ကြားထဲမှာဆွေးနွေးမှုတွေပြန်လည်စတင်နေပြီကြားသိရတယ်။မနေ့ကကျွန်တော်တို့ကြားခဲ့တာကနိုင်ငံရေးအရှုပ်ရှင်းတွေရဲ့တချို့ပိုင်းတွေမှာဘိုင်းကုတ်လောက်ခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး business ရေဝန်တာကိုအာဆီနယ်နဲ့ဆက်ပြီးလက်မတွဲဖို့အတွက်အသင်း fan base တော်တော်များလည်းတောင်းဆိုတာရှိတယ်။အဲ့လိုအားလုံးဝိုင်းပြီးတော့ပွက်လို့ရိုက်တောင်းဆိုကန့်ကွက်နေတဲ့ကြားထဲကပဲဒီစပွန်ဆာကိုအာဆီနယ်ကိုဆက်ပြီးလက်တွဲမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်။လောဆယ်တော့အာဆီနယ်ကတစ်နှစ်ကိုပေါင်၁၀သန်းရှာပေးနေခဲ့တဲ့ဒီလက်မော စပွန်ဆာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြန်လုပ်တယ်။အာဆင်နယ်တို့အသင်းသင်းနေနေဆိုလို့ရှိရင်တော့ယဝနာစီကမင်းရလည်းဖြစ်တယ်။အခြားစပွန်ဆာနဲ့လက်တွဲမယ်ဆိုလည်းရနိုင်တယ်။ဆယ်တန်းလောက်ရမလားဆယ်တန်းထပ်ပိုးရမလားအဲ့ထက်ရောရမလားပဲရှိမယ်။အသင်းအတွက်ဆိုရင်တော့စပွန်ဆာမရှောက်ဘူးဆိုလည်းချန်ပီယံလိပုံမှန်ဝင်ရတယ်။ဘာကြောင့်များ visit ယဝနာနဲ့ပြန်ပြီးဆွေးနွေးနေဆိုတဲ့အပိုင်းကိုကျွန်တော်တို့မသိမယ်။လက်ရှိချိန်မှာအတလက်တစ်ဘက်ကလာတာရောဂန်နာဘလော့ရဲ့ကလောင်ကွဲကပေါ်ပြထားတာရောအာဆင်နယ်ကယဝနာနဲ့ဆက်ပြီးလက်တွဲဖို့များနေတယ်။ဆွေးနွေးမှုတွေလုပ်နေကြားသိရတယ်။ဒီနေ့မှအာဆင်နယ်တသိန်းတော့မဟုတ်ဘူးဥရောပမှာထိပ်တန်းလိကြီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် PSG တို့ကလည်းဒီ basic ရဝန္တာနဲ့ lemon sponsor တွေတချို့ sponsor တွေယူထားတာရှိတယ်။အဲပြီးတော့ basketball တွေမှာလည်းတော်တော်များများသူနဲ့ချိတ်ဆက်ထားပါဗောလေ။အဲ့တော့ Arsenal အသင်းနေနဲ့တနစ်ကို ပေါင်စဲတန်းရှာဖွေပေးနေခဲ့တဲ့ဒီ basic ရုံဝန်တောင်2018ထဲကလက်တွဲလာခဲ့တာအခုလာမယ့်နှစ်တည်းအတွက်ကောတက်တန်းဆက်ပြီးတိုးသွားမလားဒါမို့ပေးသက်ဆန်နောက်ရှေ့ရှုပြီးတော့အခြားလက်မောင်းစပွန်ဆာကုမ္ပဏီနဲ့ပဲပြောင်းလဲပြီးချိတ်ဆက်သွားမလားစောင့်ကြည့်သွားမှာပါကျွန်တော်တူတဲ့ဆန်နာရဆိုရင်တော့ဒီလက်မောင်းစပွန်ဆာကုမ္ပဏီနဲ့ဆက်ပြီးလက်မတွဲတာအသင်းရဲ့ပုံရိပ်အတွက်လည်းပို့ပြီးကောင်းမှတင်နေဘာကြောင့်လဲဆိုတော့ဒါတွေကဘယ်ချိန်မှဆိုထောက်ပြစရာဖြစ်လာနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ຫນွေရာတီတုံးကအငှားပလက်အပီးသက်ပြောင်းရွှေ့သွားခဲ့တဲ့ ဒါပေါ်တူသင်းကိုရောက်သွားခဲ့တဲ့အာဆင်နယ်ရဲ့ခန့်စစ်ကစားမချက်ကူခီယိုရောနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါ။ဆရာသမားကတော့ပေါ်တူဂီလိမှာရှယ်ချေစွမ်းပြနေတယ်။ပြည်ရင်းလိ၄ပွဲ၊ယိုပါလိ၃ပွဲ၊၅ပွဲသူပွဲထွက်ဝင်ရောက်ကစားထားတဲ့ပွဲစဉ်တွေမှာခီဗီယောကကလင်းရှစ်၅ပွဲလုံးယူနိုင်ခဲ့တယ်။သူမပါတဲ့ပွဲစဉ်မှာဆိုတော့ဂိုးပီးလိုက်တဲ့ပွဲတစ်ပွဲကြားထဲမှာရှိသေးတယ်။အဲ့တော့ဒီကစားသမားဒီအာဆင်နယ်တင်းရဲ့အငှားပလက်အပိသက်ဝင်ခွင့်ယူ28တန်း။ခီဗီယောလိုလည်းအသက်ငယ်သေးတယ်။ပိုလန်လက်ရွေးစင်အသင်းကစားသမားလည်းဖြစ်တယ်။ ပရီးမီးယားလိမှာလည်းတက်တည်ပြပြီးတဲ့ကစားသမားတူကိုပေါ်တိုသင်း28တန်းအငှားကြီး2တန်းစုပေါင်းတန်း30လောက်ပဲကြာမဲ့နေထားနဲ့ခေါ်သွားခဲ့တာကထီပေါက်တယ်ပြောလို့ရတယ်တကယ်ဟိုတန်းတယ်ကျွန်တော်တို့ဒီခီဘီယောနဲ့ပတ်သက်ပြီးတော့အရန်ကြိုက်လာဆိုရင်အရန်တော့မကြိုက်ဘူးဒါပေမဲ့ခီဘီယောဒီမှတ်နေကတော်တော်လေးအားကိုးခဲ့ရတယ် ဆာလီမာနဲ့တွဲဆော့ပြီးတော့သူ့ဆီကနေကျွန်တော်ရားနိုင်တဲ့အရာတွေအများကြီးမြင်ခဲ့ရတယ်။ဒါပေမဲ့ဒီကစားမရောက်လာတော့ကအာဆင်နယ်အသင်းမှာအမှားတချို့လုပ်ခဲ့တာဒီအခုချိန်ထိအမဲဆက်ကြီးဖြစ်သွားတာ။အဲ့တော့ဒီကစားမဘလောက်ကြီးပြောကောင်းကောင်းခီဘီယောစီတစ်ချိန်ချင်းပြန်ပြီးမှားမလားဆိုတဲ့အမြင်မျိုးနဲ့ကျွန်တော်တို့ကြည့်နေရတယ်ရှိသလိုခီဘီယောကဒီထက်ပိုပြီးတော့ထပ်ကောင်းနိုင်ပါမလား။ဂီဘီယောမကိုင်းတဲ့ဝီလန်ဆာလီမာကိုကြော်နိုင်ပါမလားဆိုအမြဲတမ်းတန်တရားဖြစ်နေခဲ့တာ။အဲအကြောင်းပေရိုဟင်ဂါဘီနဲ့ ဒါမကွေရာတို့ကိုအာဆင်နယ်ကထပ်ပြီးဖြစ်လိုက်တဲ့အခါမှာခီဘီယောကိုလည်းပုံမှန်ပွဲကစားဝင်ရတဲ့အသင်းတင်းတွားချင်းတွားဆူပြီးလမ်းဖွင့်ပေးတဲ့အခါမှာကစားသမားပြောင်းသွားတယ်အခုပေါ်တူဂီလိပေါ်တူအသင်းနဲ့အဆင့်တက်နဲ့အတူတူသူတို့တွေလည်းဒါအကောင်းဆုံးခြေစွမ်းပြထားတယ်ပေါ့လေဒီနေရာမှာဝါတာဘရီမင်အသင်းကိုအငှားချထားခဲ့တဲ့အာဆင်နယ်ရဲ့လူငယ်ဂိုးသမားလေးခါဟင်းကတော့ကလိရှိရခဲ့တယ်စိတ်ပေါ်လီကို1-0နဲ့နိုင်တဲ့ပွဲစဉ်မှာဒါပေမဲ့ရှေ့ပွဲစဉ်ဖြစ်တဲ့ဘိုင်မြူနစ်ကို6-0နဲ့ရှုံးတဲ့ပွဲစဉ်မှာတော့ဆရာသမားတို့ဒါ တိတ်ပြီးလက်စွပ်မပြနိုင်ခဲ့ဘူးလေဒါပေမဲ့ဘိုင်ယန်မြူးနစ်လိုအသေးမျိုးနဲ့ပွဲစဉ်ရတော့ချွင်းချက်ပါပဲတော်ပြီးအပြစ်တော့ပြောလို့မရဘူးကစားသမားအင်အားစုဖွဲ့မှုနောက်တန်းအဲ့ဒါကြီးကွာဟတာဖြစ်တဲ့အတွက်ခိုင်းကတော့အရေးသေးရှိတယ်ဒါပေမဲ့အာဆီနယ်တင်းလက်ရှိဂိုးသမားစကွတ်မှာဆိုရင်ရာယာပြီးရင်ခီပါပဲအဲ့ဒါပြီးရင်နောက်မှဂိုးသမားလေးတွေ တော်မီဆက်ဖို့ချက်ပေါ်တာလို့ရှိတယ်။ခိုင်းအနေနဲ့အက်စတိုနီးယားမှာဘလောက်ပဲကောင်းကောင်းလက်ရှိချိန်မှာအသက်23နှစ်ရှိလာပြီးပုံမှန်ပွဲဆောင်ရမယ့်အသင်းတစ်သစ်ကိုသူဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ပြန်လာရင်အာဆင်နယ်ကိုယ်သမားလုံမလားအငှားနောက်တစ်သင်ထွက်ထွက်မလားစောင့်ကြည့်သွားရမှာပါ။ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမ်းဖြစ်ကစားခြင်းဆိုတော့ဘာပြောဖို့နဲ့တုံညာကို646 46လုံးတုံညာ3တိန်နဘတ်တုံညာကို9953ခေါင်းရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာပဲဆော့ခြင်းနဲ့အကောင့်ဖွင့်ပြီးကျွန်တော်စီမှာလည်းလာပြီးမေးမြန်းခြင်းနဲ့ဆိုရင်တော့အားလုံးကိုနွေ့နွေ့ထူးထူးကြိုဆိုပါရစေ။ကျွန်တော်ကိုယ်တိုင်အေးချင်းလုပ်ပြီးအားလုံးကိုလက်ခံပေးနေပါတယ်ခင်ဗျာ။ဘောလုံးပွဲတွေမဆော့တိုင်တော့ YouTube မှာကြည့်ပြီးကျွန်တော်အားပေးလို့ရပါတယ်။နောက်ဆုံးသတင်းပုဒ်ကိုတော့အလန်ရှီးယားရွေးချယ်ထားတဲ့ယူကုထပ်ပတ် Premier League ရဲ့အကောင်းဆုံးအသင်းသူက၁၁ယောက်ရွေးချယ်သွားတာ။အဲ့ဒီ စက်တယောက်ထဲမှာဆိုလို့ရှိရင်တော့ဒါအာဆင်နယ်တင်းရဲ့ကစားသမားတွေဖြစ်တဲ့ဂျူလီယန်တင်မာနဲ့ဒီကလရိုက်ပါလာတယ်။ကျွန်တော်ဆောင်းတော့ဘုံနဲ့ကြည့်လိုက်တာ12ယောက်ဆိုလို့ဟာဘာလဲပေါ့ပေပေဟုတ်မသွားနီးပြပါအပါရွေးထားတာဟုတ်နီးပြတော့ဒါနောက်ကျအနိုင်ဂိုးနဲ့လီဗာပူးကိုနိုင်ခဲ့တဲ့ချက်စီတင်းရဲ့နီးပြအန်ဇိုမာရစ်ကာကိုသူတို့ရွေးချယ်ထားတယ်။အာဆင်နယ်တင်းဆိုရင်ဂျူရီယန်တင်မာနဲ့ဒီကလန်ရိုက်ပါလာခဲ့တယ်။တစ်ဖက်တင်းမှာဆိုရင်တော့ယူနိုက်တက်ကကိုသမားလမ်မတ်စ်ကခက်စစ်ကစားမ ယူရိုရဲ့ပါဝင်လာပြီးတော့ကျန်တာတော့ Chelsea ရအချင်းပေါင်း Kaiser တို့ကူကူရဲလာဒီကစားမ3ဦးထိ Chelsea ကပါဝင်လာခဲ့တယ် Bruno Guimari ကတော့ Newcastle ကိုသားပြုပါဝင်လာပြီးတော့ Mohamed Kudak ကတော့ Spurs ကိုသားပြုပါဝင်လာတယ် Aston Villa ကစားမဖြစ်တဲ့ဒီ Daniel Malen ရဲ့နောက်တစ်ယောက်ကတော့ Anton Simino ဘုံမောက်ကအဲ့ကစားမတွေပါဝင်လာခဲ့တယ်ဗောလေဘာပြောပါ Arsenal အသင်းနေတော်တော်လေးကို squad တက်ကောင်းပြီးတော့အထူးသဖြင့်ဗောလေဒီ International Break နီးကနီးမှာအာဆင်နယ်ကနောက်ဆုံးကွမ်းပါနိုင်လိုက်ပြီးတော့တစ်ဖက်ကအဆင့်တစ်ကိုဦးဆောင်လာခဲ့တဲ့လီဗာပူးကအမှားနှစ်ပွဲဆက်ဖြတ်သွားတာအာဆင်နယ်ကိုအဆင့်တစ်ရောက်သွားစေတယ်။တခုတော့ရှိတယ်။အာဆင်နယ်အသင်းအနေနဲ့ကိုရထားတဲ့အဆင့်တစ်ကိုတရားကိုစီဝင်ရတာကိုဘလို့အမှားမှမလုပ်ဘဲနဲ့ယာတီကုန်လေးဆက်ပြီးသွားနိုင်မှုတော့လိုအပ်တယ်။အဲ့အတွက်လည်းကျွန်တော်တို့ player ရဲ့အားလုံးအာတီတာပြင်းပြနိုင်မယ်လို့ယုံကြည်ပါတယ်။အထူးသဖြင့် International break ပြီးသွားလို့ရှိရင် Liverpool က Manchester United နဲ့တွေ့ဆုံအောင်မယ်ချိန်မှာ Arsenal ကတော့ Fulham နဲ့ London Derby ကမ်းအမယ် Arsenal အသင်းဒီပြမိခင်အိုက်တာ၃မှတ်အပြေဝယူနိုင်မလားစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ